အားလုံးပဲမင်္ဂလာပါ UK Machine ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တဲ့အားလုံးမင်္ဂလာပါ Manchester United ကလာမယ့်လွေရာသီမှာအသင်းကောင်းဆောင် Bruno Fernandes ကိုဒါဘယ်လိုပြောမလဲရောင်းချဖို့ပြင်ဆင်နေတဲ့အချိန်မှာ Bruno Fernandes ကိုကလပ်ဘက်ကရောင်းဖို့ပြောင်းရွှေ့ချေရှာမယ်သူ့မှာ option အမျိုးရှိတယ်ဥရောပကိုရောင်းရင် Fernandes ကကျွန်တော်တို့ပြောင်းရွှေ့ချေအများကြီးမရနိုင်ဘူးဆိုတော့ကျွန်တော်တို့အခု British Media ဖြစ်တဲ့ ဒါ tin top နဲ့ဒါတစ်ဖက်ကဒီ daily star နဲ့ express မှာပေါ်ပြချက်ရ Man United က Bruno Fernandes ပေါ်လေအသက်32နှစ်ရှိတော့မဲ့ Bruno Fernandes ကိုနွေရာသီမှာဥရောပကလပ်သင်းတွေကိုရောင်းချမယ်ဆိုရင်ဈေးတမျိုးနဲ့ Saudi Arabia ကိုပြောင်းရောင်းချမယ်ဆိုရင်ဈေးတမျိုးသတ်မှတ်ထားတယ်ဆိုတော့ Bruno Fernandes ကနွေရာသီမှာကလပ်နဲ့လမ်းခွဲဖို့စဉ်းစားထားတယ်အဓိကက Manchester United ရဲ့ option သူက United မှာဆက်နေခြင်းတယ် ဇန်နဝါရီတစ်ဇန်နဝါရီတော့မထွက်ဘူးလိုရသီးသီးတော့တေချာပေါက်ဆက်နေမယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကချန်ပီယံလိဝင်ခွင့်မရတာတို့ဥရောပဝင်ခွင့်မရဘူးဆိုရင်မန်ယူနိုက်တက်ကထွက်ဖို့ဆုံးဖြတ်ထားတယ်အဲ့နေရာမှာပြောင်းရွှေ့ချီကိုယူနိုက်တက်ကတတ်မှတ်မယ်ဖာနန်ဒက်စ်ကဥရောပကထွက်ရင်ယူနိုက်တက်ကထွက်ရင်ချန်ပီယံလိဝင်ခွင့်ရမယ်ကလပ်တွေဥရောပထိပ်တန်းကလပ်တွေကိုသူကပြောင်းကျင်တယ် ဆိုဒီအာရေဗျာကလပ်တွေကသူ့ကိုလိုချင်တဲ့အာနာစာတို့အာလီတို့အာဟီလာတို့အဲအာအဟီတီဟတ်တို့အသင်းတွေကလိုချင်တယ်ဒါပေမဲ့ဘရူနိုဖာနန်ဒက်စ်ကသူ့ကိုသူငါဆိုဒီသွားဖို့အချိန်မတန်သေးဘူးလို့သူခံစားမိပုံရတယ်ဆိုဒီကိုမပြောင်းဘူးလို့ဆုံးဖြတ်ထားတယ်ဆိုဥရောပရဲ့ထိပ်တန်းအသင်းတွေကိုပဲပြောင်းချင်တယ်ဆိုအဲ့နေရာမှာမန်ချက်စတာယူနိုက်တက်အသင်းက ဘရူနိုဖနန်ဒက်စ်ကိုဥရောပကလပ်အသင်းတွေကဝယ်မယ်ဆိုရင် ပြောင်းရွှေ့ခြင်းကိုပေါင်းတန်း40သတ်မှတ်ထားတယ်။တန်း40ရရင် United ကဒါဘရူနိုဖနန်ဒက်စ်ကိုရောင်းမယ်။ဒါကဥရောပကလပ်တွေဘာလို့ဆို32နှစ်အရွယ်ရှိတဲ့ကစားသမားတစ်ယောက်ကိုတန်း50ထက်ပိုမရနိုင်တော့ဘူး။နာမည်ကြီးသည့်ကစားသမားဖြစ်သည့်တိုင်အောင်32နှစ်ရှိတဲ့အတွက်ကြောင့်ဒါအခုလက်ရှိအနေထားရဘယ်လိုပြောမလဲဆိုတော့ ဒီအဲ့လိုပုံစံမျိုးဆိုတော့32နှစ်ရွယ်ရှိတဲ့ကစားမတယောက်ကိုတန်း50မရနိုင်ဘူးဥရောပကလပ်အချင်းချင်းဆိုတော့ United ကအဲ့လိုမျိုးဥရောပကလပ်တွေတို့ကအ ਨੇ ဆုံး minimum တန်း50လောက် target ထားပြီးတော့ရောင်းချင်တယ်တကယ်လို့မဟုတ်ဘူး Saudi Arabia ဆိုရင်တော့ Man United ကအ ਨੇ ဆုံး Euro တန်း80နဲ့တန်းတရာချာတီတာဂက်ထားတယ်အဲ့ဒါကသူတို့ရဲ့ maximum target ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ Man United ကလာမယ့်ရာသီမှာ Bruno Fernandes ကိုရောင်းချလို့ရတဲ့ပြောင်းရွှေ့ခြင်းနဲ့ ကွင်းလေကစားမဝယ်တာတို့တခြားအပြောင်းလဲတွေတော်တော်များများလှုပ်ချင်တယ်ဒီချက်ကသူအဓိကစဉ်းစားတဲ့အချက်ဆိုဘရူနိုဖာနန်ဒက်စ်ဘက်ကကြီးတဲ့အခါမှာဒါမန်ချက်စတာယူနိုက်တက်ရဲ့အသင်းကောင်းဆောင်ကိုလိုချင်တဲ့အထက်မှာဘိုင်မြူနစ်အသင်းကတော်တော်လေးသဘောကျတယ်ဒါပြီးခဲ့တဲ့နွေရာသီတုန်းကလည်းဘိုင်ယန်ကသူ့ကိုသဘောကျတယ်စိတ်ဝင်စားခဲ့တယ်ဆိုဘိုင်မြူနစ်ကသူ့အတွက် option ဖြစ်နိုင်ကြီးလည်းရှိတယ်ဗျာဘာကြောင့်လဲလို့ကျွန်တော်ပြောရဲဆိုဖာနန်ဒက်စ်ကိုနံပါတ်30ရောမှာဘိုင်ယန်ဟာကောင်းကောင်းကစားလို့ရတယ် မူစီယာလာကလည်းတဆယ်ဝူးဆစ်ဆစ်မဟုတ်ဘူးဆိုတော့ attacking ဘက်မှာတိုက်ရိုက်ဘောလုံးတွေပို့ပေးပြီးတော့ဘိုင်ယန်ကတဆယ်ဝူးတွက်ကောင်းကောင်းဆိုတော့ဘိုင်ယန်မြူနစ်ကဖာနန်ဒက်စ်ကိုဥရောပကလပ်ထဲမှာသဘောကျပြီးတော့တချို့ကလပ်တွေကတော့မဖော်ပြပေမဲ့ဆော်ဒီအာရေဗီယာကလပ်အများစုကတော့လိုချင်တယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကအခုလောလောဆယ်မှာရူဘင်အမရိုစိတ်ကြိုက် left back တယောက်သူသဘောကျနေတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါဒီမာကိုပဲဖက်ဒီကိုဒီမာကိုအသက်29နှစ်ရွယ်ရှိတယ် အင်တာမီလန်အသင်းရဲ့အီတလီနောက်ခံလို့သူကပက်ထရစ်ဒိုကူကိုမကြိုက်မှုကြိုက်တယ်ဒါပေမဲ့ဒါပို့ပြီးတော့ပို့ပြီးတော့အပ်ဂရိတ်ဖြစ်မဲ့ဖက်ဒရီကိုဒီမာရိုကိုသဘောကျတယ်ဒါကသူ့အကြိုက်ပေါ့လေတင်းကဝယ်ပေးချင်မှဝယ်ပေးမှာဒါပေမဲ့မလာစီးယားထွက်တဲ့အချိန်ဘာညာဆိုရင်တော့လေမေဘီလူရှော်ထွက်သွားတယ်ဆိုရင်တော့ဖြစ်နိုင်ခြင်းရှိတယ်ဒါပေမဲ့ကလပ်ရဲ့အဓိကဘိန်းကတော့ဆောက်ရာဒီမာကွင်းလေကစားမှာနွေရာဒီမာကွင်းလေကစားမှာအရာကတော့ကလပ်ရဲ့ main ဖြစ်တယ်ဆိုတော့ Fernandez ကိုဥရောပကလပ်တွေဆိုရင်တန်း40 ပေါင်တန်း၄၀တက်မှတ်ပြီးတော့ဆော်ဒီအာရေဗျဆိုရင်တော့ယူရိုတန်းတရာနဲ့ရောင်းချဖို့ယူနိုက်တက်ကဆုံးဖြတ်ထားတယ်ဆိုပြီးတော့ပေါ်ပြထားတာပါအားလုံးကျေးဇူးတင်ပါတယ်